ိညာကြံစီမှုများကြောင့်တော်ဝင်မိသားစုတစ်ခုလုံးနတ်ဖြစ်သွားကြတဲ့ကိုမျိုးရှင်နဲ့ပလဲရင်အကြံတန်းဆုံးဇယိုက်လက္ခဏာများနဲ့နာမည်ဇိုးနဲ့ကြော်ကြတဲ့ပခန်းစားဦးမင်းကျော်ကိုမျိုးရှင်နဲ့ပလဲရင်နတ်တို့ဟာမြမမီယိုဖလားနှံ့များထဲမှာနာမည်ကြီးတဲ့နတ်တွေဖြစ်ကြပါတယ် မာတို့ရဲ့နှစ်သမိုင်းအแทမှာတော့ရှောက်ထွေးမှုအများဆုံး၊ကွယ်လွယ်မှုအရှိဆုံးနာမည်တူနှစ်တစ်ပါးဖြစ်တဲ့ကိုကြီးကျော်နှစ်ထဲကခန်းစားဦးမင်းကျော်နှစ်လဲကိုမျိုးရှင်နှစ်နဲ့ဆက်စပ်မှုရှိနေပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ channel မှာတောင်းဆိုမှုအများဆုံးဖြစ်ခဲ့တဲ့ရက်ဆက်မှု၊လိန်ညာလောက်ကြမှုများနဲ့တော်ဝေမိသားစုတစ်ခုလုံးဒေဝဲဝင်ပြီးနှက်ဖြစ်သွားကြတဲ့ကိုမျိုးရှင်နဲ့ဗလဲရင်နှစ်တို့ရဲ့သွေးစွန်းခရရတဲ့နောက်ခံသမိုင်းကြောင်းကို ဗဟုသုတဖြစ်ပွဲစိတ်ဝင်စားပွဲဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဇာနီပဲဖြစ်ပါတယ်ချိန်က ပန်းအောင်ပြီမှာ မင်းလာစီသူနဲ့မိဖုရားကြီးကုနီဒီဝီတို့မှာတားတော်အင်ရှိမင်းကိုမျိုးရှင်နဲ့သမီးတော်ပလဲရင်ဆိုတဲ့တန်လမီတယောက်ရှိပါတယ်။ဘယင်ကြီးမင်းလာစီသူမှာယုံကြည်အားကိုးရတဲ့စစ်သူကြီးဗလာကျော်ထင်ကွယ်လွန်သွားတဲ့နောက်မှာစစ်သူကြီးရဲ့သားမင်းစည်းသူရဲ့ကောင်းဘူမှုမင်းကျော်စွာကိုငွေစားပြီးသူကောင်းပြုတော်မူပါတယ်။ဘုံမှုမင်းကျော်စွာနန်းတော်ထဲရောက်ရှိလာတဲ့နေမှာစပြီးဥညိုဆိုတဲ့သူကိုအိမ်တော်ဝန်ခကအတော့အစာ လုံစားနဲ့မိမကိစ္စများနဲ့သာအမြဲလိုလိုပျော်ပါနေပါတယ်။တနေ့မှာဘီရင်မေလာစီသူရဲ့တစ္ဆာခံမိုင်းပြင်စောဘွားစောခွန်ကြီးဟာကျိုင်းတောင်းစောဘွားစောတီဟာရဲ့တိုက်ခတ်ခြင်းကိုခံရပြီးဘီရင်မေလာစီသူထံစစ်ကူတောင်းခံလာပါတယ်။ဘီရင်မေလာစီသူကတာတော်ကြီးကိုမျိုးရှင်တန်နဲ့ဘူမှုမင်းကျော်စွာတပ်လို့ကိုဆေလွတ်လိုက်ပေမဲ့ စစ်ကူတပ်ရောက်မလာခင်မှာပဲမိုင်းပြေမြို့စစ်ရှုံးပြီးစောခွန်ကြီးလဲကြဆုံသွားခဲ့ရပါတယ်။ကိုမျိုးရှင်နဲ့မင်းကျော်စွာတို့ဟာ ရန်သူများကိုအနိုင်တိုက်ခဲ့ပြီး မိုင်းပြင်ကိုဇာယာရှမ်းမှုမများထံလွှဲအားကာကြဆုံသွားတဲ့စောခွန်ကြီးရဲ့လူမမဲသားတော်နှစ်ပါးဖြစ်တဲ့ခွန်ချိုနဲ့ခွန်သားတို့ကိုနေပြည်တော်စီခေါ်ဆောင်လာပါတယ်။နန်းတော်စီပြန်လဲရောက်ရှိလာတဲ့အခါ ဘုရင်ကြီးကိုအကြောင်းဆုံးရှောက်တင်ပြီးခွန်ချုံနဲ့ခွန်သားနှစ်ပါးကိုမင်းကျော်စွာနဲ့ကိုမျိုးရှင်ကတယောက်စီမွေးစားဖို့တောင်းခံလာပါတယ်။မင်းကြီးကမွေးစားကြဖို့ပေးချင်နေပေမဲ့မင်းကျော်စွာမွေးစားမဲ့သူမှာအကျင့်စာရိတ်တာပြက်ပြားမှာကိုစိုးရိမ်တဲ့အတွက်တားတော်ကိုမျိုးရှင်နဲ့တမီးတော်ပလဲရင်တို့ကသာခွန်ချိုခွန်သားညီနောင်ကိုမွေးစားစေပြီးမင်းကျော်စွာကိုတော့စူလတ်များစွာနဲ့အတူပကန်းမျိုးကိုအပိုင်စားစေပါတယ်။ အဲ့ဒီအချိန်ကနေစပြီးပခန်းမင်းကျော်စွာလို့နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။ခွန်ချိုခွန်တာတို့ကိုမွေးစားမဲ့အရေးညီလာကမှာအရှက်ရခဲ့တဲ့မင်းကျော်စွာဟာဘရင်အပေါ်အညှို့ထားကထီနန်းလူယူပြီးပလဲရင်ကိုမိဖုရားမြောက်ဖို့ကြံစည်လာပါတယ်။ခွန်ချိုခွန်တာညီနောင်တို့အရွယ်ရောက်လာခါစမှာမင်းကျော်စွာကသူ့ရဲ့ဘက်တော်သားများနဲ့တိုင်ပင်ပြီးတိမ်နေဘက်မှာတပုံထနေကြောင်း ခွန်ချိုကွန်တာတို့ကိုဈေးလုတ်ပြီးတွားရောက်နေနှင်းတဲ့ကြောင်းဘရင်ကိုယုံကြည်အောင်ရှောက်တင်လာပါれဒါကိုဘရင်ကြီးကယုံကြည်တော်မူပြီးခွန်ချိုကွန်တာတို့ကိုတိန်နေဘက်ဈေးလုတ်လိုက်တဲ့အခါတပုံများကိုမတွေ့ရပဲအေဂျန်တာယာနေတာကိုမြင်တွေ့သွားပြီးအမေအယသုံးနှစ်အောက်ချုပ်ခဲ့ပါれနန်းတော်မှာခွန်ချိုကွန်တာတို့မရှိတဲ့တညမှာမင်းကျော်စွာကသူ့ရဲ့ဘက်တော်သားများနဲ့အတူနန်းတော်ရဲ့ဝင်းစီးပြီး ဘရင်ကြီးနဲ့မိဖုရားကိုလှုပ်ကြံကာနန်းတော်ကိုတိမ်ပိုက်လိုက်ပါတယ်။ကုမျိုးရှင်နဲ့နှမတော်ပလဲရင်တို့ကညတွင်ချင်းထွက်ပြေးခရပြီးဖခင်မေတော်ရဲ့အတိမိတ်ဆွေဟောင်းဖြစ်တဲ့ဥတာမြအိမ်စီရောက်ရှိကာမထင်မရှားစည်ရသားအဖြစ်နဲ့နေထိုင်ရပါတယ်။တနေ့မှာကုမျိုးရှင်ကနှမတော်ပလဲရင်ကိုအင်းရှင်တထေးကြီးထံအနန်ပြီးတိုင်းပြည်အရေးကိုလေ့လာဖို့နဲ့ ခွန်ချိုခွန်တာတို့ကိုလိုက်ရှာဖို့အတွက်ရုပ်ဖြက်ကရှမ်းဝုဆောင်နဲ့ထွက်လာခဲ့ပါရယ်။နမဖြစ်သူပလဲရင်လဲတသေးသားမောင်လာနဲ့မေတ္တာမျှကြပြီးတမီလေးတယောက်ဖွားမြင်ရာမိဘနှစ်ပါးနဲ့အဖိုးဖြစ်သူကပါအသေးဆွဲချစ်ခင်ကြတဲ့အတွက်တဲတဲလေးလိုအမြည်ပေးခဲ့ကြပါရယ်။ခွန်ချိုနဲ့ခွန်တာတို့ပန်းတောင်းပီစီပြန်လည်ရောက်ရှိလာတဲ့အခါဦးမင်းကျော်စွာကထိနန်းလူယူရသည်မှာခွန်ချိုခွန်တာတို့အတွက်သာဖြစ်ကြောင်း မိမိကအသက်အရွယ်အိုမင်းနေပြီးတရားဓမ္မနဲ့သာနေတော့မှာဖြစ်ကြောင်းယုံကြည်အောင်ပြောဆိုပါရယ်။ခွန်ချိုနဲ့ခွန်သားတို့ကိုထိနှံအပ်ပြီးတဲ့အခါမှာအိုမင်းကျော်ခိုင်းတာလောက်ပါမည်လို့တစ္ဆာကြီးတိုက်လိုက်ပါရယ်။ထိနှံလွှဲအပ်ပြီးမကြာမီမှာပဲကိုမျိုးရှင်ကိုရှာဖွေကခေါင်းဖြတ်ဆက်တတ်ဖို့အိုမင်းကျော်ကအမိတ်ပေးတဲ့အတွက်တစ္ဆာကြီးတောက်ထားပြီးဖြစ်တဲ့ခွန်ချိုခွန်သားတို့လည်းမတတ်တာတော့ပဲကိုမျိုးရှင်ကိုလိုက်လံရှာဖွေရာ။ တော်ရင်တည်းရမှာတွေ့ဆုံမိခဲ့ကြပါရယ်ခွန်ချိုခွန်သားတို့ကဝေစားဖခင်ကိုမျိုးရှင်ကိုအကြောင်းစုံရှင်းပြကြပြီးတန်းရက်ကိုချစ်တဲ့စိတ်နဲ့တစ္ဆာအဋိဌံပြုကာဦးကောင်းကိုကိုယ်တိုင်ဖြတ်ပေးလိုက်ပါရယ်ဂွေးကြိုတောင်သကဝါပေရိတ်တာစကားမှာစံတဲနာနဲ့အတိဆောက်နေတဲ့ဦးမင်းကျော်ထံကိုမျိုးရှင်ရဲ့ဦးကောင်းကိုတွားရောက်ဆက်သားတဲ့ချိန်မှာပဲခွန်ချိုခွန်သားတို့ကိုဖမ်းဆီးတပ်ဖြတ်ကာညီနောင်နှစ်ပါးနှံစိန်ဖြစ်သွားကြပါရယ် ဒါကြောင့်ဒေါသထွက်သွားတဲ့ခွန်ချိုခွန်တာနတ်တို့ကသကဝပင်ကိုလှဲချလိုက်ရာဥမင်းကျော်နဲ့အိန်တော်ဝန်တို့သကဝပင်ပြီးပြီးဒေဆုံးကနှပ်ဖြစ်သွားကြပါတယ်။ကိုမျိုးရှင်ဟာနံပေါ်ဝါနဲ့နှမတော်ပလဲရင်ထန်းလာရောက်ကြီးရှုတဲ့ချိန်မှာအကိုတက်တက်နှမတက်တက်အိန်တော်ဘက်မှရှားပဲလူပြုတ်အပြုတ်ဘွားနဲ့တသက်လုံးနေသွားကြမယ်လို့တစ္ဆာပြုတ်ထားပါလျက်နဲ့နှမဖြစ်သူပလဲရင်ကအိန်တော်တဲ့ဘွားနဲ့ တမီလေးတယောက်ပါရရှိနေတာကိုမြင်တွေ့သွားတာနဲ့တပြိုင်တည်းလူဘဝမှာမထားတော့ဘဲဝိညာဉ်နှောက်ကနတ်ဘဝသို့ခေါ်ဆောင်သွားခဲ့ပါတယ်။နတ်ဖြစ်သွားတဲ့အမေဖြစ်သူပလဲရင်ကသူ့ရဲ့တမီကိုမခွဲနိုင်တဲ့အတွက်ကြောင်ရောင်ဖန်ဆင်းပြီးပခက်အတွင်းခုံချလိုက်တဲ့အခါကလေးငယ်လေးလက်ဖြတ်ကအသက်ထွက်သွားခဲ့ရပါတယ်။ခင်မွန်းတဲ့မောင်လလည်းဇနီးနဲ့တမီတေဆုံးရတဲ့အတွက်ရင်ခွဲနာကြကတေဆုံးသွားရပြန်ပါတယ်။ ဖကမဲတော်မင်းလာစီသူနတ်ကလူဘွားမှာကိုမျိုးကိုတကားကိုဖလားနဲ့ကိုသားပိုင်တဲ့ဒါတော်အင်ရှိဆန်ကိုမျိုးရှင်ကိုတော်ကြီးကိုလူအများဘေးအန္တရာယ်ကပ်မရောက်ရလေအောင်မြို့ရွာဆောက်ကြတဲ့နတ်အဖြစ်၎င်းအမေပလဲရင်မောင်လတ်တဲတဲလေးနဲ့ခွန်ချိုခွန်သားညီနောင်တို့ကကိုမျိုးရှင်နတ်ရဲ့အချွေရံများအဖြစ်နေထိုင်ကြစေရန်အမိတ်ချမှတ်ထားတဲ့အတိုင်းကိုမျိုးရှင်နတ်ဟာမြို့ရွာကိုဆောက်ကြတဲ့မြို့ဆောင်နတ်ဖြစ်လာကြတယ်လို့ဆိုကြပါတယ် မူပွဲတစ်ခုမှာတော့ခွန်ချိုခွန်သာတို့ကိုရှမ်းဖုန်းကြီးတစ်ပါးကကာယတိတ်တိစေထိုးပေးလိုက်တဲ့အတွက်စိုးသွမ်းနေခဲ့ပြီးဦးမင်းကျော်နဲ့အမကြီးပညာဒလာတို့ကတွားရောက်ဖမ်းဆီးခဲ့ပါရင်လန်ခူလတ်တနေရအရောက်မှာတော့ပညာဒလာကခွန်ချိုခွန်သာတို့ကိုတတ်မဲ့အလောက်မှာဦးမင်းကျော်ကတားမြစ်ပြီးနန်းတော်စီခေါ်ဆောင်လာပါရင်နန်းတော်စီရောက်ရှိလာတဲ့အခါမှာတော့ဘရင်ကကိုမျိုးရှင်နဲ့ပလဲရင်တို့ကိုသာခွန်ချိုခွန်သာတို့ကိုမွေးစားစေတဲ့အတွက် ဦးမင်းကျော်အရှက်ရကထီနန်းကိုလောက်ချန်ခဲ့တယ်လို့ဆိုကြပါရယ်။တမိုင်းအစမှာကွယ်လွဲပြီးတမိုင်းအလဲမှာတော့တူညီနေပါရယ်။နတ်ပြည့်တဲ့နေရာမှာလဲခွန်ချိုခွန်သားတို့ကိုကိုမျိုးရှင်ကလက်ပြနှုတ်ယူခဲ့ပြီးဦးမင်းကျော်ကိုခွန်ချိုခွန်သားတို့ကကြားနဲ့တိုက်တက်တယ်လို့ဆိုကြပါရယ်။နောက်ဆုံးအနေနဲ့ဒီနတ်သမိုင်းက3-4မျိုးရှိနေပေမဲ့အနှဲငယ်စီကွယ်လွဲနေပြီးဦးမင်းကျော်မသေးခင်ကအရက်သေးစားကြက်တိုက်လောင်းစားနဲ့ မင်းစီးတဲ့ပုံရိပ်တွေကမင်းကျော်စွာနတ်၊ဦးမင်းကျော်နတ်နဲ့ကိုကြီးကျော်နတ်တို့ရဲ့တင်ကြတာများဖြစ်ပါကြောင်းဘုဒ္ဓတာဖြစ်စေဖို့ရာစေတနာထားညှဝေပေးလဲရပါတယ်။